မျက်မှန်စင်ကြည့်နေတဲ့လူတွေကဒီမြင်ကွင်းမြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြအသက်80ကျော်နေတော့ဆန်းစုကြည့်တော့လွတ်ပေးလိုက်ပေါ့တဘောကသူရဲ့ဟိုလွတ်ပေးတင်တဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလုတ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ်တော့အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတဘာကျွန်တော်တို့ဒရင်သာဆရာတွေဒရင်တောက်တွေမေးတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့ဒီမေးခွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပြတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့ နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘုရုပ်ထုံးမြတ်နိုင်ဘလို့လှုပ်ဆောင်နေတယ်အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြီ ဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့ပေါ့နော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟို AR သတင်းဌာနကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကြောင်းလေးကိုအင်တာဗျူးထားတဲ့ဟာလေးကိုကျွန်တော်ရေးရလို့တောင်းမှာဖြစ်ပါတယ်လို့အဲ့တော့လူချင်းမလို့အနေနဲ့ဗီဒီယိုလေးကိုပြီးဆုံးအောင်လည်းပါကြည့်ရှုပေးပါအားလုံးဖိတ်ခေါ်ချင်ပါတယ်ဗျာဒီ AR သတင်းဌာနမှာလည်းတော့ကြည့်ရှုနိုင်ပါတယ်နော်အဲ့တော့ကဲအတူတူပဲစလာအောင်ဗျာအရောက်အောင်ပဲမှာအတက်ခံနေရဲ့အနေထားညဉ့်ညွတ်မှုမဟာဗျူဟာပေါ့နော်ဒါတွေကိုလည်းကျွန်တော်မေ့ကျင်တယ်ဒါပေမဲ့ရေကောက်ပေါ်ရအမှန်ကန်တဲ့ဆိုင်တော့သူကတော့အချမ်းဖန်ဖြစ်ဖို့ရတာပုံများတာပေါ့ဆိုတော့ဒါပေမဲ့ခုန ပြောတာတဲ့မှာဒီဟာပြောင်းတဲ့အခါမှာ accident တွေရှိတတ်တယ်ဟလားချိန်လန်းနေမှတ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ်မှာယူထားတဲ့အာနာကိုမတရားအကြမ်းဖက်ယူထားတဲ့အာနာကိုတရားဝင် ဖြစ်အောင်လုပ်တဲ့ရွေးကောက်ပွဲလို့မြင်ကြတယ်ပြောကြတယ်ဝေဖန်ကြတယ်ထောက်ပြကြတယ်မကြသေးခင်ကပဲတခြားတိုင်းသားအဖွဲ့တွေကသူတို့ရဲ့ပြည်နယ်တွေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစက္ကမဘက်ကလည်းဟလား ဘယ်မြို့နယ်တွေမှာပဲသူလုပ်မယ် phase 1ဘယ်လိုသွားမယ်ဆိုတာပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်ရွေးကောက်ပဲလုပ်ဖို့စီစဉ်ထားတာကျွန်တော်တို့သိရပါတယ်ဆိုတော့မကြသေးခင်မှာ AA ပြောရေးဆိုခင်ရှိသူအနေနဲ့ရခိုင်ပြည်မှာတော့ရွေးကောက်ပဲလုပ်ခင်ပြီးမှာမဟုတ်ဘူးလို့ trap ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘောကျုံတွင်းမြန်နိုင်ပါဇက်ကနေပြောတယ်ကျွန်တော်တို့ကြားတယ်အနေထား position ဘယ်လိုရှိသလဲဘာတွေမျောလင့်ထားလဲဘာတွေမျောမှန်းထားလဲဘာတွေတွက်ဆထားလဲ တကယ်ဒီစီပတိပခနိုင်ငံရေးအချက်တဲကိုမိမလမ်းမှဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငြိမ်းချမ်းတဲ့နိုင်ငံရေးထပ်ပေါက်ကိုကျွန်တော်ရှာလှုပ်တဲ့ဒီလှုပ်ကိုအကောင်အထည်ဖော်တဲ့အချိန်မှလည်းပဲတကက် ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတို့တော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလနဲ့အဲဒီဒီထွက်ပေါက်ကိုအတုံးချတာပဲလို့ ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့အဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုဖွင့်ပြမှလားမပြမှလားဆိုတော့အာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့သူလုံးလုံးမမရဘူးအဲ့လိုပဲပြောရပါမယ် ရွေးကောက်ပွဲ B လိုင်းနိုင်ငံရေးခင်းချင်းစိတ်တွေဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေတချို့သုံးသက်တာရှိပါတယ်အဲသုံးသက်တာတွေအများစုကတော့အလူဖုတ်တာတွေများပြီးတော့မားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်တကယ်ပြန်ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေဟာဗိုလ်ချုပ်ကြီးမရောက်လိုက်ပါဝင်အတော်ကိုဒီခုချိန်ထိစိုးရိမ်နေတာကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်စိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေ တရုတ်နိုင်ငံအပေါင်းအရလည်းဒီရွေးကောက်ပွဲတည်တာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲကိုတော့သူကမဖြစ်ဖြစ်အောင်လုပ်ပါတယ်အသူရထွက်ပေါက်တစ်ခုလည်းဖြစ်တယ်ဒါပေမဲ့ဒါကမြန်မာပြည်သူတွေပြည်သားတွေတက်တိုင်းသားပြည်သူပြည်သားတွေတက်ခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအတွက်တော့ထွက်ပေါက်တစ်ခုတော့မဟုတ်ပါဘူး ဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့အဲ့ပေါ်ပေါ့မျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြအသက်80ကျော်နေတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့ တဘောကသူ့ရဲ့ဟိုလွတ်ပေးတင်တဲ့လူကိုလွတ်ပေးပြီးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တော့မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလုတ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ဘောနော်အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့ နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဒါဓာရီကိုတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြုမှုကို तू ရနိုင်မယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းရမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဝေကျော်ကြီးမင်းအောင်လည်းကတော့ခောက်ဝတ်ပေါ့ ူကတော့တဲဘောကြောင့်လူပြောက်လို့တဲဘောကြောင့်လူပြောက်လို့အများစုကသူတို့တက်ထဲမှာဟောစာတတ်မှတ်ထားသူပြောက်ပါရေချင်းရေချင်းတော်တော်စင်းရန်နွမ်းပါတဲ့သူပြောက်ပေါ့နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်ကဒီဖြစ်ပြီးပြောတာပေါ့ဖြစ်ပြီးတော့ပြောတာပေါ့ကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ခုနကကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုင်းအခံတွေကဘာလို့မငညွတ်နိုင်တာလဲဘာလို့မငညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကားမအပြင် အော်ဒါနေတိတခုဘာလို့ပြနိုင်ညာလဲဆိုတော့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လည်းစောစောထောက်ပြခဲ့တယ်လို့မျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတခုတိုင်းရင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမှုဖဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုခုခုလည်းလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှ တွေးတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းအဲ့ဒီချက်ပြီးချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဘာမှကျွန်တော်တို့ကတော့အဲ့လူမျိုးစုဆွဲတာလေးဆိုတော့လူမျိုးစုတို့တခြားလေးနားထောင်တာပဲကျွန်တော်လည်းပြီးရင်ဒါရီးယားလုပ်ပြပါမယ်နော်တစ်ချက်ပေါ့ဒါဆက်ကြအောင်ပါအကောင်ဆောင်တွေကဒီဟာကိုထောက်ပြတာတဲ့ တိုင်းရင်သားခေါင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာတော့ကိုကောင်းမယ်။ဘာဖြစ်လို့လဲဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်။တကယ်ကဒီဟာတွေကို တွေးခေါ်မြင်မျောနိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်။ဒီဟာကဒီလိုတိဆောက်ရမယ်ဆိုရင်အဲနည်းနည်းညှော်လင့်ချက်ရှိတယ် အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့လဲနောက်တစ်ခါပဲပြောကြတော့ပေါ့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ခင်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညီညွတ်မှုတည်ဆောက်ဖို့ဆိုရင်အဲတကယ်ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးကြိုးစားဖို့လိုနေပါသေးတယ်ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟဲ့လား ဒီပမာလူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာ哦အလားဒီတိုင်းသားကောင်းဆောင်တိုင်းသားတုံလိုင်းကောင်းဆောင်လက်နဲ့ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျောလင်းကြတာတွေရှိပါတယ်အဲ့တမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြာရှိစရာမလိုပါဘူးအဲ့တော့ကျွန်တော်ဒီအောင်နဲ့မေကွန်းမေးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒရင်သားဆရာတွေဒရင်တောက်တွေမေးတဲ့မေကွန်းတစ်ခုရှိတယ်အဲ့ဒီမေကွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပြတာပါ အဲ့ဒါပါလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အခြေအနေမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘ ෝජ ုထုံးမြနိုင်ဘလို့လှုပ်ဆောင်နေတယ်အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြီးတာဟုတ်ကဲ့ ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအခန်းစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့ တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွေ့ရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစီလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမှမဟုတ်ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုပ်ဖို့လိုတာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှ ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာကပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအဲနည်းနည်းမှဟိုဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူး ို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအဆင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလုံးမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားကြရတော့ရှိပါသေးတယ်။ကျေးဇူးတင်ပါတယ်ဗကြုတ်ဖျက်မြတ်နိုင်ကဲတော့ကတော့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကြောင်းပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကတော့တော်တော်လေးတော့ရှုပ်ထွေးရပြအဲ့တော့ ဲ့တော့ဗောတော့ကျွန်တော်တို့နေမြန်မာနိုင်ငံနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်ခေါင်းဆောင်တွေအားလုံးရဲ့ဆုံးဖြတ်ချက်ကကျွန်တော်တို့တွေတော်တော်လေးအဓိကကြပါတယ်လို့နော်ခေါင်းဆောင်တွေအားလုံးရဲ့ဆုံးဖြတ်ချက်ကအဓိကကြတယ်လို့ဘေးကအကြံပေးတဲ့သူတွေဒီလိုအခုလိုမီဒီယာတွေအများစုကတော့အားလုံးကဒါတွေကတော်တော်လေးကိုအဓိကကြရပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ ဒီကိုနေ့ကဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောသွားတဲ့ဒါလူမျိုးဆွဲဆိုတဲ့ကိစ္စလေးကျွန်တော်နည်းနည်းဝေးလုပ်ပေးချင်တယ်ဗျအဲ့တော့လူမျိုးဆွဲဆိုဟုတ်တယ်ဗျကျွန်တော်လည်းကြုံလို့ကြီးကျွန်တော်အခုပြောဝေးလုပ်နေပိုးတောင်ကြုံသေးရကွန်မန့်နေတဲ့မှာတချို့တွေလာမှန်းကြတယ်ကျွန်တော်အကြောင်းတစုံတရာလေးတင်လိုက်ချင်ပေါ့နော်တို့လူမျိုးနဲ့ပတ်သက်တာဘာသာရေးနဲ့ပတ်သက်တာလူမျိုးနဲ့ပတ်သက်တာဆိုရင်လာပြီးတော့ပြောချလိုက်တယ်အများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့တွေတချို့တချို့တော့သူတွေတော့လူတိုင်းတော့ဆိုတော့တချို့တချို့တော့လူတွေဆိုရင်ဘာမှမှန်ရင်မုန်းပြိုက်တာအဲကရင်ဆိုကရင်မှန်ကရင်မုန်းတဲ့သူကရင်မှန်မုန်းပြိုက်တယ်အဲ့လိုမျိုးအကုန်လုံးကို မုန်းခဲ့သူပေါ့နော်လူမျိုးစဲရှိတယ်ဗျဟုတ်တယ်အရခိုင်ဆိုရခိုင်မင်းဘာဖြစ်ဖြစ်ရခိုင်လူမျိုးဆိုအကုန်မုန်းလိုက်တဲ့လူမျိုးစဲရှိအဲ့ဒါကြီးကမဖြစ်တယ်ဗျဘာကြောင့်မဖြစ်တယ်လဲဆိုကျွန်တော်တို့တွေနိုင်ငံတူတက်ဖွံ့ဖြိုးဖို့ဆိုရင်ကျွန်တော်တိုင်းသားအလုံးတွေကျွန်တော်တို့မြန်မာနိုင်ငံဒီတိုင်းသားအလုံးနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်တိုင်းသားအလုံးစီးလုံးညီညွတ်မှကျွန်တော်တို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှာအခုတော့ကျွန်တော်တို့မြန်မာနိုင်ငံကကိုယ့်မြန်မာပြည်တွင်းမှာကိုယ်ပဲကျွန်တော်တို့ဒီဒစ်လီလေနဲ့တိုင်းသားချင်းချင်းဒစ်လေနဲ့အဲ့လိုမျိုးဖြစ်နေကြတာပေါ့နော်ကျွန်တော်တို့တွေဒါအလုံးက အော်တိုင်းနာချင်းချင်းကိုပဲကျွန်တော်တို့တွေပြဿနာတွေဖြေရှင်းလို့မပြီးတိုင်တော့ဘူးပေါ့နော်တထောင်တကြပုံမြင်နဲ့ဆိုးနေတာအဲ့လိုဖြစ်နေတော့ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ဆိုတာထားလိုက်အောင်တိုင်းနာချင်းချင်းကိုအရင်ဆုံးပြေလည်အောင်ကျွန်တော်တို့တွေလောက်ကင်ကြအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီဒါကျွန်တော်တို့ဒါပြေလည်ဖို့ဆိုတာလေတော်တော်လေးကိုစူးစမ်းရမှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘာသာရေးမှာတောင်မှဂိုင်းကနာတွေအများကြီးကွဲတာရှိတာပဲနော်ဘာသာရေးမှာကိုယ်ကဂိုင်းတွေအများကြီးအဲ့တော့လူမျိုးရေးမှာလည်းလူမျိုးရေးတွေကွဲကြတယ် ဘာသာရေးတွေလည်း꿰ကြတယ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့နိုင်ငံကတော်တော်လေးတော့ရှုပ်တယ်ကြာအဲ့တော့တော်တော်လေးတော့ရှင်းရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီဘာဘက်ဖြစ်ဖြစ်ကျွန်တော်တို့တကယ်နိုင်ငံတိုးတက်ဖို့သွားကြမယ်ဆိုရင်အဓိကကျွန်တော်တို့ဒီအောက်လက်လူတွေကပေါ့နော်ပြည်သူလူထုအနေနဲ့ကတော့ကျွန်တော်တို့တွေဒီဟိုးရင်ကြကြကျွန်တော်တို့တွေဒီတချို့ချို့တော့ဒေတာတွေမှာဆိုတဲ့ပညာရေးကိုကောင်းမွန်ဆောင်သိရအောင်စေဖေးကြောင့်တော့လည်းကောင်းအကြောင်းမျိုးချင်းချောင်းပေါ့ဗျာ အဲကြောင်ကျွန်တော်တို့တွေဒီပညာရေးကိုစီးပွားရေးကြောင့်တို့ကဆုံးခန်းတိုင်အောင်မတင်ကြအောင်ပညာရေးမှာဆုံးခန်းတိုင်အောင်တင်ကြကျွန်တော်တို့ညီမဒီမှာကတော်တော်များများပညာရေးအားနေကြတယ်အသိပညာရောဘာသာရေးအားမှာရောကျွန်တော်စာပေပညာမှာရောဘောနော်အာတမွေးမှုပညာအကုန်လုံးမှာကျွန်တော်တို့တော်တော်လေးအားနေပြီတော်တော်လေးနောက်ရောက်တယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့အဲ့လိုလူမျိုးတွေအများကြီးရှိတဲ့အတွက်ပါစနစ်အားဖြင့်တော်တော်များများရှိတဲ့အတွက်ကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့ ခေါင်းဆောင်နဲ့ခေါင်းဆောင်နေပေါ့နော်တိုင်းရင်းသားဆိုရင်တိုင်းရင်းသားခေါင်းဆောင်နေတိုင်းရင်းသားပေါင်းဆောင်အားလုံးရဲ့ခေါင်းဆောင်နေဒီကဆုံးဖြတ်ချက်ကတော်တော်လေးအဓိကကျပါတယ်လို့ကျွန်တော်ဒါကြောင့်ပြောခြင်းဖြစ်ပါတယ်အဲ့တော့အဲသူတို့အဓိကကျတယ်သူတို့ဘေးကပေါ့နော်အကြံဉာဏ်ပေးတဲ့သူတွေကလည်းကောင်းမွန်တဲ့အကြံဉာဏ်တွေခေါင်းဆောင်ကိုကောင်းမွန်တဲ့အကြံဉာဏ်တွေပေးနိုင်ရမယ်ဒီလိုအခုလိုမီဒီယာတွေအနေနဲ့လည်းပေါ့နော်အဲကောင်းမွန်တဲ့အကြံဉာဏ်တွေပေးနိုင်ရမယ်ဒါမှကျွန်တော်တို့မြန်မာနိုင်ငံဒီမြန်မြန်ပြန်လည်ပြီးတော့ စင်ဒီတိုးတဲ့ဖွံ့ဖြိုးမှာဖြစ်ပါတယ်လို့ခုနကလိုမျိုးလူမျိုးစွဲတွေနဲ့ကိုအချင်းချင်းကိုပဲဒီပေါ့နော်အဲပြည်ထနာတွေဖြည့်ရှင်းလို့မပြီးနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့နိုင်ငံကတိုးတက်ဖို့ကဘေးချလိုက်အောင်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာဘယ်လိုဖြစ်နေဆိုတခြားနိုင်ငံတွေဖြစ်နေအောင်ပေါ့ကိုနိုင်ငံအချင်းချင်းမှာပေါ့ကိုနိုင်ငံတွင်းမှာကိုပဲဖြစ်နေတဲ့ပြည်ထနာတွေကနှစ်ပေါင်းများစွာမနေတော့ဘူးအဲ့တော့ အဓိကကတော့ကျွန်တော်တို့တိုင်းသားချင်းချင်းနေစီစီလုံးလုံးနေကြမှာပါလို့เนาะအဲ့တော့ဘာလို့ကျွန်တော်တို့အားလုံးဒီကျွန်တော်တို့ဒီဒီစီလီလုံးလုံးချစ်ချစ်ခင်ခင်နဲ့နေမှသာကျွန်တော်တိုင်းပြည်ဒီအများဆုံးတိုးတက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်လို့ကိုနေကလူလူမျိုးစွဲတွေနဲ့ကျွန်တော်တို့ဒီအတာငါလူမျိုးဒါငါစာငါကြောင်းဒီလူမျိုးတွေနဲ့ပေါ့เนาะအဲအတ္တတွေလောဘတွေနဲ့ကျွန်တော်တို့ဒီအဲကိုလူမျိုးချင်းချင်းကိုပြဿနာတွေဖြေရှင်းလို့မပြီးနိုင်ရင်တော့ဒါတွေကကျွန်တော်တို့ဘယ်တော့မှ ကျွန်တော်ပြည်ရဲလာမယ့်ကိစ္စတွေမဟုတ်ပါဘူးလို့ကျွန်တော်အနေနဲ့တော့ဒီလိုလေးပဲပြောချင်ပါတယ်အဲ့တော့အကုန်လုံးတော့မဆိုတော့ပါဘူးเนาะလူမျိုးဆွဲရှိတဲ့တချို့တချို့တော့ဒီတကယ်လူမျိုးဆွဲရှိကြပါတယ်ဒါဒါမဖြစ်တဲ့အကြောင်းလေးပါเนาะအဲ့တော့လူဆိုတာကကိုယ့်မိသားစုမှာတောင်မှအဲကောင်းတဲ့လူရှိသူဆိုးတဲ့လူတွေရှိကြတယ်ဘယ်မှာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်เนาะအကြောင်းအရာအကုန်လုံးမှာအကောင်းအဆိုးအကြောင်းအကျိုးဆိုတာတွေကဒွန်းတွဲနေတာကြီးပဲအဲ့တော့လူတိုင်းဒီအကောင်းမှုတော့လူတိုင်းဒီလည်းအဆိုးမဟုတ်ပါဘူးလို့ကျွန်တော်အနေနဲ့ဒါလေးလူမျိုးတိုင်းမှာလည်းအကောင်းရှိတယ်ကို ဘယ်လိုမျိုးမှမဖြစ်ကောင်းတဲ့လူရှိတယ်လို့ဆိုးတဲ့လူရှိတယ်ဒီလိုမျိုးပေါ့နော်အဲ့အတွက်ကျွန်တော်တို့တွေဒီအဲချစ်ချစ်ခင်ခင်နဲ့ကျွန်တော်တိုင်းသားအားလုံးဒီချစ်ချစ်ခင်ခင်စီလီလုံးလုံးနဲ့နေထိုင်ကြမှာဒါလေခေါင်းဆောင်တွေရောအောက်ကကျွန်တော်တို့ပြည်သူတွေရောချစ်ချစ်ခင်ခင်နေထိုင်မှာဒါကျွန်တော်တို့မြန်မာနိုင်ငံတည်မြန်မာပြည်လုံး တုတ်တက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒါမျိုးလေးပြောချင်ပါတယ်ဗျာအဲ့တော့ regimental team user ချက်အကြံဉာဏ်များကိုလည်းကိုမမရေးချပေးကြပါအောင်အားလုံးအဆုံးနည်းလက်ပါကြည့်ရှုပေးကြတဲ့လေကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းအားလုံးပြည့်စုံကြပါစေဗျာ